အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ဆိုင်းဆရာကြီးလည်တွင်သားဆော့ချစ်ရေးသားထားတဲ့မြေမှုတ်ကစားဖို့ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်မြေမှုတ်ကစားဖို့ဖိုးရင်နေကျွန်တော်မှာတတ်တူရွယ်သူအိမ်နေချင်းခလေးကလေးကမြေမှုတ်အတူကစားဖို့ကျွန်တော်တို့အိမ်ခြံဝင်းထဲမှာညောင်ပင်ကြည့်ရှိသည် အရေးအာဝါဒကောင်း၍ကလေးများလာရောက်ကစားရဖြစ်သည်ဖိုးဧကတော့မနဲ့လင်းတင်နှင့်ညောင်ပင်အောင်ရောက်လာပြီးကျွန်တော်နှင့်အတူဆော့ကစားကြသည်တခါတရံရံဖြစ်ကြသည်လည်းရှိသည်ထို့သောတနေ့ကြောင်အောင်မခေါ်ဘဲမနေကြကျွန်တော်မိဘများကရွာမှကြောင်းစရာလဲပိုင်ရပိုင်လည်းရှိတယ်ချမ်းသာသည်မဟုတ်တော့လဲရွာမှတော့နေနိုင်စားနိုင်ဖြစ်သည်ဖိုးဧမိဘများမှလက်လုံလက်စားမစင်ရသည် ကျွန်တော်မောက်စားလှင်ငေးကြည့်နေတတ်သောဖိုးအေကိုအမြဲလိုပင်တဝက်ခွဲကြွေးရသည်ဖိုးအေကလည်းကျွန်တော်ကိုအနွံ့တာခံပါသည်၁နှစ်သားအရွယ်မှာတော့ဖိုးအေလက်ချက်နဲ့မျက်လုံးကန်းလူနီပါဖြစ်ခဲ့ရသည်လောက်စလုံးများကို ထွေးခင်းကစားနေစဉ်လောက်စလုံးအပုံတန်းကောင်းနေ၍မပြည့်တဲ့အုံဟဲဟူအော်ပြီးကျွန်တော်ကဖြောင်းအောင်ပြင်လိုက်သည် ထိုအချိန်မှာဖိုးအေက သူ့ဖြစ်လက်ဖြစ်၍လက်ထဲမှ ထွေတိုးကိုပြစ်လွတ်ပြီးဖြစ်နေသည်ကျွန်တော်ကပြင်ပြီး၍မျက်နှာလှည့်လိုက်ချိန်မှာတုတ်ခနဲကြားရသောအတန်နှင့်အတူမျက်လုံးထဲမှာဝင်းခနဲမီးပွင့်သွားသည်ပြင်းထန်စွာနာကျင်သောဝေဒနာကိုလည်းခံစားရသည်နှွေရသည်ဖြစ်၍သွေးများဖြာကျလာသည်တုတ်၍မနိုင်ကြံကလေးများဤအော်ဟစ်တန်ဆူညံသွား၍အမေပြေးလာသည်ဟင်ငါသား ်ပူလောင်တော့ကကြီးစွာနဲ့ကျွန်တော်ကိုပွင့်ယူလိုက်သည်မဆောကြီးဒီမှာလာကြည့်စမ်းတော့တာဖိုးရေလောက်တာ ကျမသားတော့မျက်စိကမ်းပြီလားမသိဘူးဟင်ဘာမှလည်းဖိုးရေဂျိုးကောင်နင်တော့သိပြီသားမှတော်စောကြီးပြေးလာ၍ဖိုးအေကို တပြန်းပြန်းရိုက်ရင်းဆွဲခေါ်သွားသည် ကျွန်တော်ကိုအမေအိမ်ထဲခေါ်သွားချိန်မှာဖိုးရေအိမ်ကသူ့အမေရိုက်တန်းဖိုးအေနာကျင်စွာအောင်ငိုတန်များကိုကြားနေရသည် အမေကကျွန်တော်မျက်နာမှသွေးများကိုတုတ်ပစ်သည်တော်သေးသည်မျက်လုံးအိမ်ကိုမထီအောင်းမျက်ခံမှလမ်းမဝက်နီးပါမျက်လုံးနှင့်အလျားလိုက်ရှင်ရွေးကွဲသွားသည်ဖိုးရည်ပြတော်ထွေတိုးမှသူ့အမေဈေးရောင်းရာမှအသုံးပြုသည်တဆယ်သားတန်အလေးအဝိုင်းပုံဖြစ်သည်အမေကသွေးများကိုရေစင်အောင်ဆေးပြီးအနာကိုဆေးထည့်ပေးသည်ခဏကြာတော့ညောင်ပင်ကြီးအောက်ကိုရောက်သွားသောအခါ ညောင်မြစ်ပေါ်မှာငုတ်တုတ်ကလေးထိုင်နေသောဖိုးအေကိုတွေ့ရသည်ဒီမှာကြည့်အောင်မင်းလောက်တာမျက်ခန်းပေါက်သွားပြီကံကောင်းလို့မျက်လုံးမကန်တော့ကျွန်တော်ကဖိုးအေကိုမျက်လုံးအောင်မှဆေးထည့်ထားသည့်ဒဏ်ရာပြသည်ငါလည်းအမေရိုက်ထားတာဒီမှာကြည့်ပါအောင်နွန်းနွင်းသိပ်ထားရတယ်ဖိုးအေကသူ့အင်ကြီးလေးကိုလှန်၍ကြောပြင်ကိုပြသည်ဟင်ကျွန်တော်စိတ်မကောင်းဖြစ်ရသည် လက်ရများဒုတ်ရများနှင့်ညိုမဲနေသည် အချို့နေရာများမှပေါက်ပြဲ၍တွေးဆိုနေသည်ဖိုးရည်မျက်လုံးမှမျက်ရည်များနှင့်သူ့ဘေးမှညောင်မြစ်ပေါ်မှဘေးချင်းရှင်၍ကျွန်တော်ထိုင်လိုက်ပါသည်ကျွန်တော်တို့နှစ်ယောက်ကြားမှအမုန်းအညိုစသည်မကျေနပ်စရာဘာမှမကြံမရှိပါကျွန်တော်ကကြောင်းနေဆယ်တန်းအောင်ကြောင်းစရာလုံးတက္ကသိုလ်ပြန်တန်း ဘွဲရအစိုးရဝန်ထမ်းတာဝန်များကို အစင့်စင့်ထမ်းဆောင်ရင်းဒေသများစွာ ပြောင်းရွှေ့နေရသည်ဘိုးရီကတော့ကျွန်တော်သာသည်ဝန်းတို့ရွာမှပင်လက်လွတ်လက်ဆာအဖြစ်နှင့်အခြေတကျရှိနေသည်ကျွန်တော်ရွာကိုတစ်နှစ်တစ်ခါနှစ်နှစ်တစ်ခါအခွင့်တာတိုင်းပြန်ရောက်ပါသည်ရောက်တိုင်းဘိုးအိမ်နှင့်တွေ့ပါသည်ထမ်းဆောင်ရသည့်လုပ်ငန်းတာဝန်ကြီးလာသောအခါ၅နှစ်ကြာမှပဲရွာပြားပွဲကိုမိသားစုနှင့်အတူပြန်ရောက်ပါသည် စကိုင်းမျိုးတရားဦးမျိုးများမှာမျိုးနယ်အုပ်ချုပ်ရေးမှုများရွာတို့လာရောက်တွေ့ဆုံကြသည် ရွာထဲမှဆွေမျိုးသားချင်းများတငယ်ချင်းများခင်မေရင်းနေသူများဝမ်းသာအားရလာရောက်နှုတ်ဆက်ကြသည်တို့တော်ထို့အထဲမှာဖိုးအေမပါဖိုးအေတယောက်ရှိရလားမလာမတွေ့သောတငယ်ချင်းကိုမေးမိသည်ရှိတယ်ငါသားမင်းတငယ်ချင်းကြကြမှမှာပါပဲ အမေကတရင်ကောင်းပေသည် ဖိုးရီကမလာဘူးတဲ့လူတကာသွားတွေ့နေကြတာသူ့ဘာသာဘာကောင်ဖြစ်ဖြစ်ငါကတော့သွားမတွေ့နိုင်ဘူးတဲ့သူတွေ့ချင်ရင်ငါအိမ်လာလိမ့်မယ်တဲ့ကျွန်တော်ရောက်ဖာကတရင်ရလာခဲ့ပြီသွားမတွေ့နဲ့ကွာကြီးကျယ်လို့သူကဘာကောင်မလို့လဲကျွန်တော်တငယ်ချင်းငပိုင်ကမကျေနပ်ဟုတ်တယ်မျိုးကလူကြီးတွေတောင်လာတွေ့နေကြတာသူ့ကြမှာကိုကသွားတွေ့ရမယ်လို့မသွားနဲ့ အိမ်နီးချင်းတငယ်ချင်းခင်မကလည်းမသွားစေချင်းကျွန်တော်သူတို့ကိုဘာမျှပြတ်မပြောပဲနေလိုက်သည်ညနေပိုင်းမှာဧည့်သည်များရှင်းသွားသည်နှင့် ဖိုးရီအတွေ့ယူလာသောပစိုးအင်ဂျင်နှင့်အနှွေးထည်ကိုပလတ်စတစ်အိမ်မှထည့်ပြီးဖိုးရီအိမ်သွားပါသည်အိမ်ဝင်းချင်းကလျက်မို့ဘာမျှဝေးသည်မဟုတ်ဖိုးရီနေသည်ကအိမ်ဆိုတော်လဲတိတ်ကလေးတဲမှာပင်အတော်သေးတော်သည်ဖိုးရီရှိလားကွာကျွန်တော်အတန်ပြူလိုက်သည် ရှိတယ်လေကွာဝင်ခက်ဖိုးရီအတန်းတဲကလေးကအလွန်နဲ့၍တဆန်းမြေအောက်မှဖောက်ထားသောဝင်ပေါက်ကိုခေါင်းငုံရုံမကခါးပါကုံရွေဝင်ရသည်။ဟာဟာမင်းငါ့ကိုအလေးပြုပြီးဝင်လာရတယ်။ဖိုးရဲ့ဤတဘောကြစွာရီမောပြောဆိုသံသူကပလက်ကလထိုင်တွင် ထိုင်နေရမှထားလိုက်သည်။ဒီမှာထိုင်ကွ။သူထိုင်နေသော ပလက်ကလထိုင်မှထဖယ်ပေးသည်။ ရပါလေကွာဒီမှာပဲထိုင်မယ်ဘေးမှာရှိသောထမ်းပင်ဖြတ်ပိုင်းကိုတောင်းလိုက်ချထားသည့်ထိုင်ခုံပေါ်မှာထိုင်မြည်ပြူပါသည်မလောက်ပါနဲ့ကွာငါအိမ်မှာအကောင်းဆုံးထိုင်စရာဒီပလက်ကလထိုင်ပဲရှိပါတယ်ဒီမှာထိုင်ပါကျွန်တော်ပြုံးလိုက်မိသည်သူ၏အကောင်းဆုံးပလက်ကလထိုင်မှာဂုံအိတ်ဆုပ်ကိုရွက်ဖြင့်တတ်ထားသည့်ရိုင်ရိုင်နဲ့နဲ့ဖြစ်သည်သူကျေနပ်အောင်သူ့ပလက်ကလထိုင်မှာဖြည်းဖြည်းတတ်တာသတိထား၍ထိုင်ရသည် မင်းငါအိမ်လာမယ်ဆိုတာငါတိတာပေါ့ကွဒါကြောင့်မို့ငါထိုင်ဆောင်နေတာဖိုးရီပြောပုံကဂုံယူတော်လေတန်းအေးပါကွာလာရမှာပေါ့ဒီမှာမင်းမပစိုးအင်ဂျင်နဲ့အနှွေးထဲဖိုးရီကလှမ်းယူသည်အခုငါဝတ်ထားတဲ့ပစိုးနဲ့အင်ကြီးကလည်းမင်းပေးထားတာပဲကွ။ဟုတ်ပါသည်။ကျွန်တော်ဝတ်ပြီးသားအဟောင်းကိုပေးခဲ့ခြင်းဖြစ်၍ကျွန်တော်ပစိုးနဲ့အင်ကြီးကိုကျွန်တော်မှတ်မိပါသည်။ ငါးမှာရှိတဲ့ပစိုးအင်ဂျီကလည်းမင်းပေးတာပဲများပါတယ်ကွာ။ရော့ဆေးပေါ့လေ။ငါမှအဲ့ခံစရာဒါပဲရှိတယ်။ဖိုးရီကသူတောင်းလဲစာ ပြောင်းမှုဖတ်ဆဲလေးတို့ကိုကျွန်တော်ထန်လှမ်းပေးသည်။ငါဆဲလေးဖြတ်လိုက်ပြီကွာ။ကျွန်တော်ကလက်ကပြသည်။ငါမင်းကိုလာမတွေ့တာကြွားချင်လို့ကွာ။ဘာကြွားမှာတော့မင်းကကျွန်တော်တိတ်နာမလဲ။ဟာကြွားမှာပေါ့ကွာ။ မင်းကုံမျိုးကလူကြီးတွေတောင်လာတွေ့နေကြတာဖះပွဲကိုမင်းပြန်လာလို့တရွာလုံးဝမ်းတာနေကြတာကွတွားနှုတ်ဆက်ကြတာငါသိတာပေါ့ဘိုးကြီးပြောဒီကိုနားထောင်ရင်ကျွန်တော်ကောင်းညင်ပြလိုက်သည်ဒါပေမဲ့ငါလာမတွေ့ရင်မင်းလာတွေ့မယ်ဆိုတာသိတယ်ကွအဲ့ဒါကိုငါကကြီးကျယ်တော့တာပေါ့ကွဟာဟာဟာဘိုးကြီးတဘောကြစွာရည်နေပါသည်ဒါကငါကတနေ့လုံးကြွားနေမှာကွ ငါမှကြွားစာဆိုလို့ဘာမှမရှိပါဘူးကွာဒါလေးကြွားချင်လို့ပါကျွန်တော်လာမိတာမှန်သွားသည်ဟုကို့ဘာသာကျေနပ်မိပါသည်ဖိုးရီကလည်းသူ့ဘာသာကျေနပ်စွာပြုံးလျင်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးလေရင်းသားဆော့ချစ်ရေးသားထားတဲ့မြေမုတ်ကစားဖို့ဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်